မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကထုတ်လွှင့်နေတဲ့ Radio NUG ထုတ်လွှင့်မှုတွေရန်နာလိုက်ပြီလို့အားပေးတဲ့ပရိသတ်တွေကိုအသိပေးကြေညာထားပါတယ်။2021ခုနှစ် August လကနေ2025 November လ9ရက်နေ့အထိပြက်ကွက်မှုရှိတင်ဆက်ခဲ့တဲ့ Radio NUG အစည်းအဝေးတွေကိုဗန်နာရေးအခက်အခဲအခြေအနေတွေကြောင့်အခု November လ9ရက်နေ့ကနေစတင်ပြီးတော့ရန်နာလိုက်တယ်လို့ဆိုပါတယ်။ ပြည်သူရေထန်လေလိုင်းကနေတစင်သတင်းချက်လက်တွေတင်ပြတာရေဒီယိုတာဝန်တွေကိုကြေပြွန်ခဲ့ကြသလိုရှေ့တော်လည်းလမ်းကိုလည်းမိမိတို့ CDN ဝန်ထမ်းတွေစေတနာဝန်ထမ်းတွေရောက်ရနေရကနေဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ဆိုပါတယ်ຫນွေဥတော်လိုင်းရင်းနဲ့အတူຫນွေဥစစ်တီရေဒီယို NUG အဖွဲ့သားတွေကဆက်လက်ပြီးတော့အတူတကွရှိနေမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါဗျာ။ မြန်မာပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပိတ်သိမ်းတာသတင်းသမားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေအပြင်းထန်ပြုလုပ်နေခြင်းမှာ Radio NUG အစီအစဉ်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းမိထီလာမြို့နယ်မုံတိုင်းရွာမှာစစ်မှုထမ်းကြီးတွေစတင်ကောက်နေပြီးအဲ့ဒီစစ်မှုထမ်းကြီးတွေကိုပြည်သူစစ်ကိုပေးတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မုံနိုင်ကျေးရွာအုပ်စုလူကြီးဦးအေးလွင်နဲ့ခမ်းမင်းအိုင်ရွာယာရင်မူးဦးဖိုးပါတို့ကဥဆောင်ပြီးတော့ကောက်တာဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။မုံနိုင်ရွာမှာနေထိုင်တဲ့ဒေသခံတယောက်ကတော့တအိမ်နောင်ကို9000ကျပ်အသက်18ကနေ35ရှိတဲ့အိမ်ဆိုရင်တသိန်းခွဲမပေးရင်အလဲရွာရဲစခန်းကရဲကိုခေါ်မယ်လို့ဦးဖိုးပါကကြိမ်းကြောင်းနဲ့အလဲရွာရဲစခန်းကရဲတက်ကြကြီးဦးတန်းမြင့်နဲ့အတူရွာကိုလာတာလည်းရှိတယ်လို့ပြောပါဗျ။ မုံနိုင်ရွာမှာပြည်သူ့စစ်အဖွဲ့တွေလည်းစတင်ဖွဲ့စည်းနေပြီးဥဆောင်သူကတော့လေတက်ကနေဆေးပင်စင်ယူထားတဲ့ဥမြင့်ခိုင်ဖြစ်တယ်လို့သိရပါဗျ။မုံနိုင်ရွာကစစ်မှုထမ်းကြီးတွေကောက်လို့ရတဲ့တိန်းတရာကျော်ကိုပြည်သူ့စစ်ကိုပေးပြီးပြည်သူ့စစ်အင်အား30ကျော်ရှိတယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။မုံနိုင်ရွာဒေသခံတွေကတော့အခုလိုစစ်မှုထမ်းကြီးတွေကိုပြည်သူ့စစ်ကိုပေးရတဲ့အတွက်ပြည်သူ့စစ်အင်အားတွေတဖြည်းဖြည်းနဲ့အင်အားကြီးလာမှာကိုစိုးရိမ်နေကြပါရဲ့ရှင်။ ကြားဖြတ် online လိမ်လည်မှုတွေလုပ်တဲ့ကရင်ပြည်နယ်မြောက်ရီမြို့နာက KK Park အဆောက်အုံတွေကိုဆက်လက်ဖျက်ဆီးမှာဖြစ်ပြီးအဲဒီကိုရောက်လာတဲ့နိုင်ငံသားအများစုကထိုင်းနိုင်ငံကနေတဆင့်ဝင်လာတယ်လို့စစ်ကောက်စီဩဇာခံပြန်ကြားရေးဌာနကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။မြောက်ရီမက်ထော်တလီနယ်မြေမှာ online လောင်းကစားနဲ့ online လိမ်လည်တာတွေကိုကျူးလွန်ခဲ့ကြတဲ့နိုင်ငံသားတွေကိုပေါ်ထုတ်စစ်ဆေးတာကလည်း2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိ မြန်မာနိုင်ငံနဲ့တရားမဝင်ဝင်လာတဲ့နိုင်ငံသားစုစုပေါင်း1862ယောက်ကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးတော့အဲ့ဒီထဲက6403ယောက်ကတော့ထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြည်နယ်လွှဲပြောင်းပေးအပ်နိုင်ခဲ့ရလို့သိရပါဗျ။ကျန်တဲ့1359ယောက်ကိုလွှဲပြောင်းပေးဖို့လည်းအသင့်ဖြစ်နေပြီလို့ဆိုပါဗျ။ဒါအပြင်ပန်းချန်နေအာကစားယုံနေဟူဆယ်ကွင်းနေနဲ့ပိုက်ချော်ချင်းကွင်းနေ ဘတ်စကတ်ဘောကွင်းတွေလည်းရှိပြီးတော့အဲ့ဒီအဆောက်အုံတွေကိုပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းမှာစစ်တပ်ရဲ့ညွှန်ကြားချက်နဲ့မိုင်းခွဲဖျက်ဆီးနေရလို့သိရပါဗျ။လက်ရှိမှာတော့အဆောက်အုံတရားတလုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးကြံတဲ့58လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့ပြန်ကြားရေးသတင်းမှာဖော်ပြထားတာပါ။ကြားဖြတ်မှာလောက်ကင်သူတွေကမြန်မာနိုင်ငံထဲကိုထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတချို့ကနေနေဆက်ကနေတရားမဝင်ဝင်ရောက်လာပြီးနိုင်ငံသား90ရာခိုင်နှုန်းကျော်ကထိုင်းကနေတဆင့်ဝင်လာတယ်လို့ဆိုပါရယ်။ အွန်လိုင်းငွေလိမ်နာနဲ့လောင်းကစားတွေမှာပါဝင်ပတ်သက်သူတွေကိုကရင်ပြည်နယ်မှာသာမကရှမ်းပြည်နယ်အရှေ့မြောက်ဘက်နဲ့အရှေ့ဘက်တွေမှာလည်းနေမြေစစ်ဆေးရှင်းလင်းခဲ့သေးတယ်လို့သိရပါပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောကနေလာရှုံမြို့ဘက်ကိုတင်ပို့မဲ့ပြောင်းကားတွေကိုဒုထဝရီတရားမှစောင့်နေတဲ့စစ်ကော်မရှင်ဂိတ်ကဖျက်တမ်းခွင့်မပြုတာကြောင့်ဒေသခံပြောင်းဆိုင်တောင်သူတွေနဲ့ကုန်တွေတွေအရှုံးနဲ့ကြုံတွေ့ရမဲ့အခက်အခဲဖြစ်နေကြပါတယ်။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ TNN တအန်းတက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအာဏာသိမ်းစစ်ကောင်မရှင်တက်ကအောက်တိုဘာ16မှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တီဘောမြို့အထက်ဒုထဝရီတရားမှာစောင့်နေတဲ့စစ်တပ်ဂိတ်ဟာလာရှုံမြို့ကိုတင်ပို့မဲ့ကုန်ပစ္စည်းအမျိုးမျိုးကိုဖြတ်တန်းခွင့်ပြုပြီးပြောင်းကုန်စည်ကားတွေကိုတော့ဖြတ်တန်းခွင့်မပြုတာတပတ်ကျော်ကြာပြီဖြစ်တာကြောင့်ပြောင်းတောင်းသူတွေနဲ့ကုန်တွေတွေမှာအရှုံးပေါ်ရမယ့်အခြေအနေတွေဖြစ်နေတာပါ။ အာဒုက္ခဝတိကြပါဗျဟုတ်တယ်ဗျပြီးမဖြတ်တာဒီ9ရက်8ရက်အတွင်းမရှိသေးတဲ့ကိုအာဒီတချို့ကားတဲ့ဆိုရင်တပတ်လောက်ရှိပြီးစောင့်နေတာတတာနာရောက်ပြီးဆိုတာနဲ့သူတို့ကမေးတယ်ပါတင်လာတယ်ပြောင်းဘူးဆိုတဲ့ခါကျရင်သူတို့ကပြီးကိုမဖြတ်တော့ဘူးတီဘောမြို့နယ်ရဲ့အဓိကထွက်ကုန်ဟာပြောင်းဖြစ်ပါတယ်ပြောင်းတောင်းသူအများစုဟာကုန်တယ်နဲ့ပွဲရုံတွေစီကနေမျိုးစိမြေဩဇာနဲ့စိုက်ပျိုးစိတ်တွေချင်းယူပြီး လောဟာစိုက်ထုတ်ကလောက်ကင်နေကြရတာပါပြီးခဲ့တဲ့နှစ်ကပြောင်းစေးမကောင်းတာကြောင့်တောင်သူတွေကျွေးတင်ထားတာတွေရှိပါတယ်လက်ရှိမန်လေးမှာပြောင်းစေးတွေကျနေတာကြောင့်တီဘောမြို့နယ်ကထွက်ရှိတဲ့ပြောင်းတွေကိုလာရှုံမြို့ဘက်ကိုတင်ပို့ရောင်းချတာဖြစ်ပါတယ်အခုလိုဒေါသဝတိတရားမှစောင့်နေတဲ့စစ်တပ်ဂိတ်ကပြောင်းကားတွေကိုဖြတ်တန်းခွင့်မပြုတာဟာပြောင်းဆိုင်တောင်သူတွေရဲ့ကျွေးမီဝင်ကို ပိုပိစေတယ်လို့ဒေသခံတွေကဆိုပါတယ် ကျွန်တော်တို့လောက်အားခမပါဘူးကျွန်တော်ရိတ်တယ်တိတ်နေချိန်မပါဘူးဒီမျိုးစေးနဲ့သူ့အတုံးစေးကိုကျွန်တော်တို့တပိတ်တာ900လောက်ရမှအရင်ပဲရှိမယ်800 800ကျားတောက်တဲ့ခါမျိုးကြရင်ဆိုရင်တောင်တူတွေကတေချာပေါက်ရှုံသွားပြီတဲ့မန်လေးဖက်ကစေးတောက်လျှောက်ထိုးကြရတယ်ကြောင်နဲ့ပတ်သက်ပြီးတော့တောင်တူတွေအကျွေးပြီးခဲ့ရတယ်ရှိရဒီနေ့မှသူတို့အနာပြန်ဖေးချင်ပေမဲ့လည်းသူတို့အနာပို့တူထားတဲ့တပေါ်မျိုးဖြစ်သွားနိုင်နေတဲ့ တီဘောမျိုးဟာမြန်မာတရုတ်နှစ်နိုင်ငံကုန်တွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိက္ခတွေအတွင်းမှာစစ်ကော်မရှင်တပ်အပြင်ဒေတာရင်းတိုင်းရင်းသားလက်နက်ကင်တွေရဲ့တီးနှံကုန်ကုန်တွယ်ကုန်နဲ့လမ်းကျွေးတွေကြောင့်လည်းတောင်တူတွေကုန်တွယ်တွေကုန်စည်ပို့ဆောင်သူတွေနဲ့ဒေတာကန်ပြည်သူတွေမှာများစွာဝင်တော့ဝင်ပိုးဖြစ်နေတယ်လို့ဆိုကြပါတယ်။ကျွန်တော်ခွန်စောဦးပါ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ